အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုန်းမြို့ပြင်အနောက်ပိုင်းသို့စစ်တပ်ကစစ်ကြောင်းထိုးဖွင့်ရောက်လာတဲ့ဖြင့်တော်လန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့ပြင်အနောက်ပိုင်းသို့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဖြင့်ဒေါ်လန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားကြောင်းမိုးကုတ်ဒေသပြည်သူတို့ချို့နှင့်ဒေါ်လန်ရေးသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောကြားပါရသည် နိုဝင်ဘာလ29ရက်နေ့နဲ့နိုဝင်ဘာလ30ရက်နေ့တွင်အချမ်းဖတ်စစ်တပ်ကမိုးကုတ်မြို့တဲသို့ဝင်ရောက်နေရယူခဲ့ကြောင်းတို့ရတွင်နိုဝင်ဘာလ30ရက်နေ့ညနေပိုင်းတွင်စစ်တပ်စစ်ကြောင်းများကမိုးကုတ်မြို့ပြင်အနောက်ဘက်ပိုင်းသို့စစ်ကြောင်းများကျွဝင်လာကြောင်းရင်းနေရာများတွင်တော်လန်ရေးတပ်များကအထိုင်ချထားသဖြင့်စစ်တပ်စစ်ကြောင်းနှင့်တော်လန်ရေးတပ်များအကြားထိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါသည်။မိုးကုတ်အနောက်ဘက်တောင်ပေါ်ဘက်ကိုစစ်ကြောင်းတွေဝင်လာတာမြို့ပြမှာတော်လန်ရေးတပ်တွေရှိတဲ့မြို့တွေကနေစုခွာပေးထားတာ အဲ့ဒါကိုစခရီကမြို့ပြင်အထီးထွက်ပြီးစစ်ကြောင်းထိုးလာတာပေါ့ထိတွေ့မှုဖြစ်ပြီးတော့သူတို့ပြန်ဆုတ်သွားတယ်ပြန်လာနိုင်သေးတယ်ဟုဒေါ်လန်ရေးသတင်းရင်းမြစ်ကဆိုပါတယ်အော်တိုဘာလ28ရက်နေ့နဲ့အော်တိုဘာလ28ရက်နေ့တို့တွင်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရွှေကျွင်းဤဂျာဝင်ညှိနှိုင်းမှုဖြင့်တရုတ်နိုင်ငံကုမီမြို့တွင် TNL နှင့်အကြမ်းဖက်စစ်တပ်တို့အပြစ်ခတ်ရဲစဲရန်မိုးကုံနှင့်မိုးမင်းမြို့တို့ကိုပြန်လည်ပေးအပ်ရန်သဘောတူညီခဲ့ကြခြင်းဖြစ်ပါတယ် ရှင်းအောင်မန္တလေးတိုင်းမိုးကုတ်မြို့ကို TNL တပ်ခွဲကစစ်ကောင်စီထံသို့ပြန်လည်ပေးအပ်သည့်တိုင်းမိုးကုတ်မြို့ကိုစစ်ကောင်စီလက်အောက်မကျရောက်စေရန်အစမ်းကုန်ကောက်ွယ်သွားမည်ဖြစ်ကြောင်းဒေါ်လန်ရီတက်များကသတင်းထုတ်ပြန်ခဲ့တော်လဲ TNL ကမိုးကုတ်မြို့အတွင်းထိစစ်တပ်ကိုခေါ်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်ရှမနီမိုးကုံမြို့အနောက်ဘက်သို့စစ်တပ်ကစစ်ကြောင်းထိုးလာချိန်ဒေါ်လာရီတက်များကအချိန်မီတရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကိုရှေ့ဆက်မတိုးလာစေရန်အပြင်းအထန်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။မနီညက်နေပိုင်းတိုက်ပွဲမှာစစ်တပ်ဘက်ကအထိနာပြီးပြန်ဆုတ်သွားတော့ သူတို့မျိုးတဲကနေစစ်ကြောင်းထွက်လာချိန်ခရေကဒီဘက်ကိုတရင်ရောက်တဲ့မိုးကုံမျိုးပြင်ဖက်ဖက်လက်မှာတော်လန်ရေးတက်တွေရှိနေတယ်ဟုမိုးကုံမျိုးမှကင်းထောက်တရင်ချင်းမြစ်တစ်ခုကရှင်းပြပါတယ် မိုးကုံနဲ့မိုးမိတ်မျိုးမှာ TNL ကစုခွာမှုအတွက်တောင်းဒေတာကိုလည်းမြန်မာစစ်တပ်ကလေရင်ဖြတ်ပုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုရန်ကတိပြုထားပါတယ်။2029စစ်စင်ရေးအတွင်း TNL ကမိုးကုံတီမော်ကြောင်မဲနောက်ချိုးမိုင်းလုံးမိုင်းငေါ်မိုးမိတ်နတ်ဆန်မန်တုံကိုခိုင်နန်ခမ်းနံပါတ်2မျိုးများကိုတင်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောက်ချိုးတီဘောကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့က TNL ကမိုးကုံနဲ့မိုးမိတ်မျိုးတို့ကိုပါချက်မှန်ဆွန့်လွတ်မြည်ဖြစ်တော့ကြောင်းမိုင်းလုံးမိုင်းငေါ်နန်ဆန်မန်တုံကိုခိုင်နန်ခမ်းနှင့် နံပါတ်2မျိုးများသာ DNL လက်ထဲတွင်ကြန့်ရှိတော်မူဖြစ်ပါသည်။ကျမ့်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။